အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လဲပြောပြပေးသွားမှာကတော့ထိုင်းရောက်မြန်မာအမျိုးသားတအူမှာအလောက်ကပြန်လာတော့ဟင်းချက်ဖို့အတွက်ငရုတ်ကြပွေးရှာတဲ့အခါမှာမတွေ့လို့မိမဖြစ်သူနဲ့စကားများရန်ဖြစ်ရကနေတမိ၃ရောက်ရဲ့အချိန်မှာမိမဖြစ်သူကိုဓာတ်နဲ့ထုတ်တတ်ခဲ့ပါတယ်ชาวเมียนมาเนี่ยแล้วก็เอามีดแทงคอเมียจนกระทั่งเสียชีวิตพี่สิงห์ก็รอเซล่าใบ30เยนนี่ญาก็ไทยနိုင်ငံဘန်ကောက်မျိုးဘန်ခေ69လမ်းမှာရှိတဲ့အငှားတိုက်ခံတစ်ခုမှာ ထိုင်းရောက်မြောက်မှာလင်မယားချင်းလူတက်မှုရှိကြောင်းထိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရဲတပ်ဖွဲ့မှအခင်းဖြစ်တဲ့နေရာကိုတွားရောက်စစ်ဆီးခဲ့ပါတယ်။အခင်းဖြစ်ခဲ့တဲ့နေရာကတော့အငှားတိုက်တန်ရရဲ့အောက်ထပ်မှဖြစ်ပြီးအခန်းထဲမှာတော့ဟင်းချက်ဖို့အသင်းပြင်ထားတဲ့ငရုတ်ဆုပ်ငရုတ်ကြပွင်နဲ့စီပလင်းကိုတွေ့ရပြီးအဲ့ရပေါ်မှာတော့တိတ်ဆုံးသူအသက်34နှစ်အရွယ်မြမအမျိုးသမီးရဲ့အလောင်းကိုတွေ့ရှိရပါတယ်။အလောင်းရဲ့အနေထားကတော့လက်ဘင်းကိုဓာတ်နဲ့အထိုးခံရတာကြောင့်သူ့ရိုက်နယ်မှာပတ်လန့်အနေထားနဲ့တိတ်ဆုံးနေခဲ့တာဖြစ်ပါတယ်။ နောက်ပြီးပြည်မှုကျူးလွန်ခဲ့တဲ့တရက်ခန့်ဖြစ်သူမြန်မာအမျိုးသားကိုတော့ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးတရက်ခန့်ဖြစ်သူဟာအယက်မူနေခဲ့ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းသတင်းမှပြောတာကတော့တေဆုံသွားတဲ့မြန်မာအမျိုးသမီးနဲ့တရက်ခန့်ဖြစ်သူဟာလင်မယားတွေဖြစ်ကြပြီးကလေး၃ယောက်ရှိတယ်။၂ယောက်ကတော့အရင်အိမ်အောင်နဲ့ရထားကြတာဖြစ်ပြီး အငဲဆုံးတစ်ယောက်ကတော့သူတို့နှစ်ယောက်မွေးထားတာဖြစ်ပါတယ်။နောက်ပြီးတီးရတာကတရက်ခံဖြစ်သူဟာအလောက်ကပြန်လာတဲ့အချိန်မှာဟင်းချက်ဖို့အတွက်ငရုတ်ကျပွင့်ရှတာမတွေ့လို့မိမဖြစ်သူနဲ့အကြီးကျယ်စကားများရင်ဖြေကြရကနေမိဖို့ကြောင့်နေမှရှိတဲ့ဟင်းဒီဟင်းရွက်လှီတဲ့ဓာကိုယူပြီးထမင်းထိုင်စားနေတဲ့တမိသုံးယောက်ရဲ့အရှိမတင်ထိုးခဲတာဖြစ်ပါတယ်။အဲအချိန်မှာတော့တမိအကြီးဖြစ်သူဟာအမျိုးရင်းစီမှာပြေးပြီးအကူအညီတောင်းခဲ့ပေမဲ့အချိန်မမီတော့ပဲမိခင်ဖြစ်သူတေဆုံးသွားခဲ့တာဖြစ်တယ်လို့ထိုင်းတဲ့တင်မှပြောပါတယ်။ လက်ရှိမှာတော့ပြစ်မှုကျူးလွန်ခဲ့တဲ့တရားခဏ်ဖြစ်သူမြန်မာအမျိုးသားကိုထိုင်းရဲတပ်ဖွဲ့မှလူသတ်မှုနဲ့ဖမ်းဆီးသွားခဲ့ပါတယ်။